Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဓာတ်ပုံလေးတင်ယုံနေဝင်ငွေဝင်မဲ့ website တစ်ခုချောင်းကိုမိတ်ဆက်ပေးมาဖြစ်ပါတယ်ဒီ website ဟာဆိုလို့ရှိရင်တော့တော်တော်များများကသုံးနေပြီးတော့ဒီ theme မှာပုံနေတင်ပြီးတော့အလွယ်တကူငွေဝင်နေရဖြစ်ပါတယ် ဒီ website ထဲမှာဆိုလို့ရှိရင်တော့ကိုကပုံတပုံတင်ယုံနဲ့ view များလေလေဒါ income များလေလေဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ application လေးကိုမိတ်ဆက်ပြီးมาဖြစ်ပါတယ်အဖွင့်နီးနဲ့ upload တော့ရမလဲဆိုရဲဟာပါတခါလေးပြပြပေးမှာမို့လို့ video ကိုအစုံနေကြည့်ဖို့လုံးဝမမေ့ပါနဲ့နော် ဒီဟာတော့ website ဖြစ်တဲ့အတွက်ကြောင့်မလို့နင်တို့ Google ကနေပြီးတော့ဝင်ရပါမယ်ဆိုတော့ Google ထဲကိုဝင်လိုက်ပါပြီးတော့ search မှာ clip gas next rally ကိုရေးလိုက်ပါပေါ့နော်ဒီမှာစာလုံးပေါင်းပြထားပါတယ်ဒါလေးကိုယူပြီးတော့ဒါရိုက်လိုက်ပါပေါ့နော်ရိုက်လိုက်ပြီးလို့ရှင့်တော့ခဏလေးစောင့်ပေးပါပေါ့နော်ဒါ line ကျနေလို့ရှင့်ခဏလေးစောင့်ပေးပါ ဲ့ဒီလိုလေးပေါ်လာလို့ရှိရင်တော့ရပါပြီဒါဆိုလို့ရှိရင်တော့အကောင့်စပြီးတော့ဖွင့်ရပါမယ်အကောင့်ဖွင့်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီမှာ sync up ဆိုတာလေးကိုနှိပ်ပြီးတော့ဖွင့်ရမှာဖြစ်ပါတယ်ကဲဒီမှာဆိုလို့ရှိရင်တော့ accept all these ဆိုတာလေးနှိပ်လိုက်ပါနှိပ်ပြီးွားလို့ရှိရင်တော့ဆက်သွားပါမယ် ကဲဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ user name နေရာမှာကိုသုံးမဲ့ account name ကိုထည့်ရမှာဖြစ်ပါတယ်။တိထားမဲ့ချက်တစ်ခုကတော့ဒီ user name နေရာမှာကနန်းလေးပါရမယ်ပေါ့နော်။ကနန်းမပါလို့ရှိရင်တော့တို့က approve မပေးပါဘူး။အဲဒီ password ကတော့တို့ပေးထားတဲ့ password ကိုသုံးချင်လိုက်ရတယ်။ဒါမှမဟုတ်ကိုယ့်ဘာသာကိုဖန်တီးတဲ့ passport လည်းရပါတယ်။ဆိုတော့ email address ကိုလည်းတိချာလေးဖြည့်ဖို့လိုအပ်ပါတယ်။ အီးမေးလ်ဖွင့်နေမသိတဲ့သူတွေအတွက်လည်းအရှိဗီဒီယိုမှာသင်ပေးထားတာမို့လို့အရှိဗီဒီယိုမှာကြည့်ပြီးတော့ဖွင့်နိုင်ပါတယ်။ဒါဆိုလို့ရှင်တော့ sync app ကိုနှိပ်လိုက်ပါ ဲဒါဆိုလို့ရှင်တော့ဒီမှာပုံဘလို့တင်ရမလဲဆိုရင်နီလန်ကိုပြပြမှာဖြစ်ပါတယ်ဒါဆိုလို့ရှင်ဒီ account ထဲမှာ ကိုရဲ့ဒီမြားပေါ်အားဟာလေးကိုနှိပ်ပေးပါဆိုတော့အဲ့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှင်တော့ပထမဦးဆုံး add photo ဟာလေးကိုနှိပ်ပါနှိပ်ပြီးလို့ရှင်အဲ့ဒီမှာကိုပုံဆောက်ရရမယ်ပေါ့နော်ကိုတင်မဲ့ပုံကိုဆောက်ရရမှာဖြစ်ပါတယ် ဒါဆိုလို့ရှိရင်တော့ဒါပုံရေးပြီးွားပြီဆိုရင်တော့ဒီကြံနေပေါ့နော် title ဒီကိုဟာနဲ့ကိုရေးလို့ရတယ်မြန်မာလိုရေးလဲရတယ်အင်္ဂလိပ်လိုရေးလဲရတယ်ဘာမှဖြစ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးအကောင်လုံးရွေးပြီးသွားပြီဆိုလို့ရှိရင်တော့အောက်မှာ upload ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ပုံတင်လို့ရပါပြီ ကဲဒါဆိုလို့ရှိရင်တော့ပုံသင်ပြီးွားပြီဆိုလို့ရှိရင်အကောင့်ထဲကိုဆက်စုမယ်အလူပုံလေးနဲ့အဝိုင်းပါတဲ့ဟာလေးကိုနှိပ်ပါအဲ့ဒီမှာ profile ပါတယ်လေးနှိပ်ပါပေါ့နော်ဒါအကောင့်ဆောက်ဖွင့်နိုင်တဲ့အတွက်ကြောင့်မလို့ follower လည်းပါမရှိဘူးကို follow ထားတဲ့လူလည်းပါမရှိဘူးပေါ့နော်အဲ့တော့ကြောင့်မလို့စိတ်မပူပါနဲ့ search box ထဲမှာဒီကိုဟာကိုပေါ့နော်နာမည်လေးရှောက်ရှာလို့ရတယ်ပြီးလို့ရှိရင်အဲ့လို့ရတယ်ပေါ့နော်ဒါ Facebook တောင်းလို့မျိုးပဲဒါတော်တော်လေးဟိုမှာတောင်းလို့ကောင်းတဲ့ website တစ်ခုဖြစ်ပါတယ် ကဲဒီဘိုင်းမှာတော့ဘယ်လိုမျိုးပတ်စံဝင်တာလဲဆိုရဲဟာကိုပြပြပြမှာဖြစ်ပါတယ်။ဒါကတော့အရင်ကမှလွယ်ကူယူရှင်းနေ Facebook တို့တခြား TikTok တို့လိုမျိုးပဲပေါ့နော်။ကိုတင်လိုက်တဲ့ photo ကိုကြီးရဲသူများလီလီဒါရတာဖြစ်ပါတယ်။ तू ကအလူလင်း9ယောက်ဆိုလို့ရှိရင်0.9စက်ရတယ်ပေါ့နော်။ဆိုတော့အလူ1000လောက်ကြီးလို့ရှိရင် तू က9ဒေါ်လာရတယ်ပေါ့နော်။9ဒေါ်လာဆိုလို့ရှိရင်တော့အခုငွေပေါက်စည်းနေဆိုလို့ရှိရင်3000ကျော်4000နီးပါးတော့ရှိတယ်ပေါ့နော်။ သူ့ရဲ့ website ရဲ့ငွေဝင်ထွက်တည်ဦးတော့ PayPal account နဲ့ထိထားရတယ်ပေါ့နော်ဆိုတော့ PayPal account ဖွင့်ထားမှသာလင်းတော့ဒီဟာလေးကသုံးရမှာဖြစ်ပါတယ်ဆိုတော့ PayPal account ဖွင့်နေလို့လည်းအရှိမပြပြပေးပြီးွားရေပေါ့နော်ဒါပေမဲ့ဒီ video ရဲ့အနောက်မှာ PayPal account ဖွင့်နေကို ပြန်ပြီးတော့ထည့်ပြီးတော့တင်ကြပေးမှာဖြစ်ပါတယ် PayPal account ဖွင့်လို့ရှိရင် VPN လိုလားလို့မေးနေတဲ့သူတွေ VPN လုံးဝမလိုပါဘူး VPN မလိုဘဲနဲ့ PayPal account ကိုမြန်မာဖုန်းနံပါတ်နဲ့ဖွင့်လို့ရပါတယ် ပြမအုံဆုံးနေနဲ့ကိုယ့်ရဲ့ Google တို့မဟုတ် Chrome နဲ့မှာဆိုလို့ရှိရင် www.paypexpress ဆိုပြီးတော့ရိုက်ရမှာဖြစ်ပါတယ်။အဲ့လိုရိုက်ပြီးသွားလို့ရှိရင်တော့သူ link လေးကြာလာမယ်ပေါ့နော်။ဆိုတော့ဒီအခုပြထားတဲ့ link ထဲမှာဝင်ရမှာဖြစ်ပါတယ်။ ပြရတဲ့ link ထဲဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့နင်တို့ဒီ sync up ဆိုတာလေးကိုနှိပ်ပေးပါဆိုတော့ sync up ကိုနှိပ်ပြီးသွားလို့ရှိရင် personal account နဲ့ business account ပေါ်လာလိမ့်မယ်ဆိုတော့အဲ့ဒီမှာ business account ကိုရွေးပြီးတော့ continue ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပေးပါ နေပြီးတော့လို့ရှိရင်တော့ခဏလေးစောင့်ပြီးပါပြီးလို့ရှိရင် create a business account ဆိုပြီးတော့စပြီးတော့ကို account စဖွင့်ရမှာဖြစ်ပါတယ်အဲ့ဒီမှာ first name နဲ့ last name မှာကိုယ့်ရဲ့နာမည်ကိုဖြည့်ပေးပါဘောနော်ကိုယ့်နာမည်သုံးလုံးရှိရဲဆိုလို့ရှိရင်နာမည်နှလုံးကို first name မှာထည့်ပြီးတော့နောက်ဆုံးလိန်ကို last name မှာထည့်ပေးပါဘောနော်ပြီးလို့ရှိရင် email လေးကိုလည်းဖြည့်ပေးပါ မှာ passport ကိုဖန်တီးပေးရမယ်ပေါ့နော်ကိုယ်အနေနဲ့ကို့ဘာသာကိုစိတ်ကြိုက်ဖန်တီးလို့လည်းရတယ်လို့သူတို့ဖန်တီးပြီးသားကိုလည်းယူပြီးတော့ထည့်လို့ရတယ်ပေါ့နော်သူတို့ဖန်တီးပြီးသားယူပြီးထည့်လိုက်လို့ရှင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့ဒီမှာဒီရဲ့အမှန်ချက်ကလေးကိုနှိပ်ပြီးတော့ agree and creative account ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပြီးပါ အဲ့ဒီမှာ I am not robot ဆိုတာလေးကိုနှိပ်ပေးပါအဲသူတို့ဒီရွေးခိုင်းတဲ့ဟာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကားရှိတဲ့အကွက်လေးရွေးခိုင်းတာဖြစ်ပါတယ်အဲ့ဒီမှာရွေးပြီးရတယ် verify ဆိုတဲ့ဟာကိုနှိပ်မိလိုက်လို့ရှိရင်တော့ရပါပြီကဲပြီးတော့လို့ရှိရင်တော့ခဏလေးစောင့်ပေးပါပြီးလို့ရှိရင်တော့ confirm ဖြစ်ဖို့အတွက် ကိုထိတ်ထားတဲ့ email ကိုကုန်လေးတစ်ခုပို့လာပါလိမ့်မယ်အဲ့ဒီကုန်လေးကိုနန်းတို့ကဖြည့်ပြီးတော့ set min လောက်အောင်မှာဖြစ်ပါတယ် ဒါဆိုလို့ရှိရင်တော့ PayPal account ကိုမြန်မာဖုန်းနံပါတ်နဲ့ပဲလွယ်တကူဖွင့်တဲ့နည်းလေးကိုပြပြပေးသွားတာဖြစ်ပါတယ်။ဆိုတော့အလုံးမဲ့ PayPal account ကိုဖွင့်ဖို့အတွက်လေကူမယ်လို့မျှဝင့်ပါတယ်။ဆိုတော့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။ Bye bye ။